Hello ဒီနေ့တော့ကဘာဝချန်ခန်းချီဆက်လာဖြစ်ပါတယ်။ခန်းကြီးဆက်ငါအငယ်တက်မှ6ထို့နောက်မှာဗျာဒိတော်အဖျင်သာဝရဖျားဤနှုတ်ကပတော်ဒီအာပြန်တို့ ရောက်၍အချင်းအာပြန်မစိုးရင်နှင့်ငါဒီတင်းအကွယ်ကဖြစ်၏တင်းအချိုးဒီအလွန်ကြီးလာ၏ဟု မိန်တော်မူလျှင်အာပြန်က အရှင်သာရဖျားအကျွန်ုပ်ဒီသားမရှိဘဲတွားရပါ၏ဤဓမ္မတဲ့မြို့သားအေလျာဇာဒီအကျွန်ုပ်ဤအမွေခံဖြစ်ရပါ၏တို့ဖြစ်၍အဘယ်ကျေးဇူးကို ပြုတော်မူပါမည်နည်းဟုလျှောက်ဆို၏တပန်းအာပြန်ကအကျွန်ုပ်အားအမျိုးအနွယ်ကို ပေးတော်မူပါ အကျွန်ုပ်၏အိမ်၌ပွားတော်သူသည်အကျွန်ုပ်၏အမွေခံဖြစ်ရပါသည်တကားဟုလျှောက်ဆို၏တပန်းသာရဖျား၏ နှုတ်ပတ်တော်ရောက်လာသည်ကားဤသူသည်တင်းအမွေခံမဖြစ်ရတင်းကိုယ်ရဲကထွက်တော်သူသည်တင်းအမွေခံဖြစ်လိမ့်မည်ဟုမိန်တော်မူပြီးလျှင်အာပြန်ကိုပြင်သို့ထုတ်ဆောင်တော်မူ၍မိုးကောင်းကင်ကိုမြှော်ကြည့်လောကျယ်များကိုရေတွက်နိုင်လျင်ရေတွက်လောတင်းအမျိုးအနွယ်သည်ထိုသို့ဖြစ်လိမ့်မည်ဟုမိန်တော်မူ၏အာပြန်သည်သာရဖျားကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့ ှတ်တော်မူ၏အငယ်ခုနှစ်မှ၁၆တပန်းငါသည်ဤပြည်ကိုတင်းအမွေခံเสียဖို့တင်းအားပေးလိုသောအခါခါလဒဲပြည်သားတို့နေသော ဥရမျိုးမှတင့်ကို ထုတ်ဆောင်သောသာရဖျားဖြစ်သည်ဟု မိန်တော်မူလျှင်အရှင်သာရဖျားဤပြည်ကိုအကျွန်ုပ်အမွေခံရမည်ကိုအဘယ်သို့တိရပါအနီးဟု မေးလျှောက်လေ၏ ဒါဝရဖျားကလည်း၃နှစ်အသက်ရှိသောနွားမတကောင်၃နှစ်အသက်ရှိသောစိတ်မတကောင်၃နှစ်အသက်ရှိသောတိုးထီးတကောင်ဂျိုးတကောင် ခိုးတငယ်တကောင်တို့ကိုငါဘူးယူလို့ဟုမိန်တော်မူသည့်အတိုင်းထိုတရိษံအပေါင်းတို့ကိုယူ၍တကောင်တကောင်ကိုထဲ့ဝက်စီခွဲပြီးလင် ခွဲသောအသားတို့ကိုတစ်ဖက်တစ်ချက်၌ထားလေ၏ ငှက်ကောင်တို့ကိုမခွဲငှက်ရဲတို့သည် အသေးကောင်တို့ အပေါ်တို့ဆင်းလာသောအခါအာပြန်သည်နှင်လေ၏နေဝင်သောအခါအာပြန်သည် ကြီးသောအိတ်ချင်းဖြင့်အိပ်ပျော်လေထူသောမောင်မိုင်းနှင့်တွေ့၍ထိတ်လန့်ခြင်းတို့ရောက်လေ၏ဒါဝရဖျားကလည်းသင်အမျိုးအနွယ်သည် သူတပန်းပိုင်သောပြည်၌ဧည့်သည်ဖြစ်ကြသဖြင့်သူတပန်းတို့၌ကြုံခံခြင်း နှိမ့်ဆက်ညင်းဆဲခြင်းကို အနှစ်400ပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လောသူတို့ကိုစေခိုင်းသော လူမျိုးကိုလည်းငါစီရင်မည်ထို့နောက်မှ သူတို့သည်များစွာသောဥစ္စာနှင့်ထွက်ကြလိမ့်မည်တင်းသည်ဘိုးဘီတို့ထံသို့ညင်ဝတ်စွာတွားရလိမ့်မည်အသက်ကြီးရလျက်တင်းကြိုခြင်းကိုခံရလိမ့်မည်လူမျိုး၄၀လွန်သောအခါသူတို့သည်ဤပြည်သို့ ပြန်လာကြလိမ့်မည် အာမောရိအမျိုးသားတို့၏ဒုစရအဖြစ်သည်မစုံလင်သေးဟု အာပြန်အားမိန့်တော်မူ၏အငယ်19မှ21တဖန်နေဝင်၍မိုက်သောအခါခွဲထားသော အသားအလေ၌မိကိုထွက်သောမိဖူမိထွန်းလင်းသောမိခွက်သည်ထေရှားစွာရှောက်သွားလေ၏ထိုနေ့၌သရဖျားသည်အာပြန်နှင့်ပရိညင်ပြုတော်မူလျက်အဂရုမြင့်မှဆ၍မြကြီးဒီဟုသော ဥပရမြစ်တိုင်အောင်ဤပြည်ကို၎င်းကေနီလူကေနဇီလူအာဒမောနီလူဟီတီလူဖေရဇီလူယေဖိန်လူအာမောရီလူခာနနီလူဂိရဂါရှိလူယေဘူးတိလူတို့ကို၎င်းတင်းအမျိုးနွယ်အားငံအပ်ပေးပြီဟုမိန့်တော်မူ၏โอเคနောက်ဗီဒီယိုမှာပြန်ကြည့်မယ်နော်ဘိုင်ဘိုင်